ခိုင်မင်းဝေဟာဖက်စစ်တပ်ကအရာရှိကြီးတွေနဲ့လေလူမှုရေးအရှုပ်ရှင်းပြဿနာကြီးရှိပြီးတော့သူဖမ်းခိုင်ခြင်းဖမ်းခိုင်လို့ရတယ်ဆိုတဲ့အခြေအနေမျိုးရှိတယ်တော်ထဲမှာဖြစ်လို့ဆွန့်ပစ်သွားတဲ့စစ်သားလောင်း၄လောင်းရရှိတယ်တဲ့ဗတ်ဒစိတ်တွေကိုကြည့်မယ်ဆိုရင်ဗတ်ဒစိတ်တွေကအဲတမ၆၆ဆိုတက်ကြွကြီးရစ်တင်နေပါတော့နော်ဟာဝါရင့်လို့ပြောလို့ရတဲ့စစ်သားတွေပေါ့နော် ားလုံးပဲမင်္ဂလာပါ MZ ပါမီမာပြန်လဲကြိုဆိုလိုက်ပါတယ်โอเคပထမဆုံးဗီဒီယိုလေးကတော့ကျွန်တော်တို့အတွက်ခွန်အားဖြစ်စရာလေးနဲ့အစဖွင့်ပြရတယ်ရေဒီယိုရေဒီယိုရေဒီယိုတော့ခိုးနေတယ်နဲတာမဟုတ်ဖြုတ်ထားတာဘယ်တော့ဖြုတ်ထားလဲပြောချင်တာအကြောင်ဆိုးဦးတို့ဒဇင်ဦးတို့ဇော်ဘောဟောင်တို့ကြောင်မျိုးမင်းတို့ င်းတို့ဒီရုပ်တံမှတ်တမ်းနေမမြင်ဘူးလားဒီလိုပုံနေမတွေ့ဘူးလားမင်းတို့ရဲ့ခွေးထက်ဘလောက်တောင်စောက်ပြတ်တက်နေပြီလဲဆိုတာမင်းတို့ကောင်နေမသိဘူးလားဖင်ပိတ်ပြီးတော့ညင်းနေတဲ့အကောင်နေငါတို့ကဖြုတ်ရင်အသိဖြုတ်မှာဒီဗီဒီယိုလေးကတော့အခုရက်ပိုင်းမှာနော်မအားလာဘက်မှာရှိတယ်အောက်ခြေကစက်သားတွေသေသွားရင်တောင်ဖြစ်တယ်လို့စွန့်ပြက်ခံနေရတယ်နောက်ပြီးတော့ကျွန်တော်ရဲ့တော်လန်ရေးတဲ့ကသတင်းထူးသတင်းကောင်းလေးတွေကိုနားတော်ပေးပါဦးကျွန်တော်ဒီရက်ထဲမှာဒီအခုရက်ထဲပေါ့အခုရက်ထဲမှာ ဒီကြတဲ့သတင်းတွေပြီးတော့ပြောကြအကြောင်းအရာတွေပြီးတော့စစ်ကောင်စီဘက်ကအခြေအနေနဲ့ပတ်သက်လို့ကျွန်တော်သတင်းလေးစုထားတယ်ပေါ့နော်အဲ့တော့ဒါပြမသူအနေနဲ့ကတော့ဒါကြောင့်မင်းလာမှာစစ်ကြောင်းထိုးလာတဲ့စစ်စစ်တပ်ရဲ့စစ်ကြောင်းပေါ့နော်အဲ့အဲ့ဥစ္စာကိုစောင့်ကြိုတိုက်ခိုက်တာ၁၀ဦးတည်တယ်၁၀ဦး၁၀ဦးတည်နော်ဒါထုံးစံမဲ့ဒါမစမ်းသေးဘူး၁၀ဦးတည်တယ်အဲ့ဟာမှာဘာထူးတမရိုးကြပဲတော်ထဲမှာဖြစ်တယ်လို့စွန့်ပစ်သွားတဲ့စစ်သားလောင်း၄လောင်းရရှိတယ်ဆိုတာအဲ့ဒါလည်းမထူးစံတကယ်တော့မထူးစံနိုင်ကြီးပြောတော့ပါသူတို့ဘက်ကဖြစ်နေတဲ့အခြေအနေက အာဟိုးရင်တော့စစ်တပ်လိုပုံစံမျိုးမဟုတ်တော့ဘဲနဲ့ခုနောက်ပိုင်းမှာတကယ့်ကိုဖြူပြဲပုံစံမျိုးဖြစ်နေတဲ့စစ်တပ်တက်ပေါ့နော်။အဲဒီကမြောင်းလိုက်ဥဆောင်တဲ့စစ်တပ်ပေါ့ဗျာ။အဲ့တော့ဒါတောထဲမှာဖြစ်သလိုဆွန့်ပစ်သွားတဲ့စစ်သားလောင်း၄လောင်းရရှိတယ်တဲ့။ဗတ်ဒစိတ်တွေကိုကြည့်မယ်ဆိုရင်ဗတ်ဒစိတ်တွေကအဲတပ်မ66ဆိုတက်ကြည်ရစ်တင်နေပေါ့နော်။အဲ့တော့ဝါရင့်လို့ပြောလို့ရတဲ့စစ်သားတွေပေါ့နော်။ အဲ့လိုစစ်သားတွေရဲ့ uniform တွေလည်းကြံခဲ့တာတွေတွေ့ရတယ်။ဖြစ်စဉ်ပြောမယ်ဆိုရင်ဒါ22ရက်နေ့ညမှာညသူတို့ဒါ17ခွဲလောက်မှာပေါ့နော်17ခွဲလောက်မှာဒီကောင်တွေစစ်ကြောင်းထုတ်လာတဲ့အချိန်ကို online တပ်ဖွဲ့တွေကစောင့်ကြိုပြီးတော့တိုက်ခိုက်တယ်။အတိုက်ခိုက်တဲ့အချိန်မှာနောက်နေ့နောက်နေ့ရောက်တော့ဒါ23ရက်နေ့မနက်9နာရီခွဲမှာသူတို့ဒီကြံခဲ့တဲ့သူရဲ့အလောင်းတွေပေါ့နော်။အဲစစ်ကစားစစ်သားအလောင်းတွေလာပြက်ကောက်အဲ့ဒီမှာတပ်ဖွဲ့ရဲ့ထပ်ဆောင်ပြီးထပ်ပြင်းလာ။အဲအဲ့မှာထပ်ယူရစာ15မိနစ်လောက်တိုက်ပွဲဖြစ်တယ်။ ပြောကြ24ရက်နေ့မနက်8နာရီမှာကျတော့ဒေါ်လိုင်းတက်ဖွဲ့တွေကနေမီရှင်းတယ်ပေါ့နော်အဲအဲ့အချိန်မှာကျတော့ခုနလိုမျိုးဒါဆွန့်ပစ်ထားခဲ့တဲ့ဟာတွေတွေ့ရတယ်အဲ့အချိန်မှာဒါကြောက်ဘာထဲမှာဆွန့်ပစ်ခဲ့တဲ့အလောင်းတစ်လောင်းရတယ်ပြီးတော့ဖြစ်သလိုမြေမြုပ်ပြီးတော့လုတ်ခဲ့တဲ့အလောင်းသုံးလောင်းရတယ်ပေါ့နော်အဲသူတို့တွေရဲ့ပုံစံကိုကြည့်ရတဲ့အနေထားကတော့တော်တော်ကိုဆွန့်ပစ်ပြနေတဲ့အနေထားပေါ့နော်ဟမ်ညောသူတို့ဝက်ထားတဲ့အဲဒီအလောင်းတွေပေါ့နော်ပြန်ပြီးတော့တူဖို့လို့ရတဲ့အလောင်းတွေနဲ့မှကြည့်မယ်ဆိုရင်ကိုပဲ ဟိုပါဘောเนาะ uniform ပြည့်စုံတော့မဟုတ်ပဲနေပါတော့အဲမသိရင်သူတို့ကမပြည့်မစုံဘဲနဲ့စစ်လာတိုက်တဲ့ကောင်တွေလိုပဲအဲ့လိုပုံစံမျိုးတွေနဲ့စွန့်ပစ်ထားခဲ့တဲ့ဟာတွေတွေ့ရတယ်။ပြီးတော့သူတို့ရဲ့ဒါခုနလိုရဲဘော်ရဲဘက်စိတ်ပေါ့เนาะဘယ်လောက်ထိရဲဘော်ရဲဘက်စိတ်မရှိလဲဆိုတော့စွန့်ပစ်သွားခဲ့တဲ့အနေထားမှာတော့မှပဲကျင်းတကျင်းနဲ့မှာပေါ့เนาะဖြစ်တယ်လို့လေတူးပြီးတော့ဖြစ်တယ်လို့ကိုတူးပြီးတော့ဒါသုံးလောင်းလုံးဟိုဒီတိုင်းကိုပုံပြီးလွှတ်ပြခဲ့တဲ့ပုံစံမျိုးပြသည်လားစနစ်တကျအဲ့လိုမျိုးအထက်လိုက်တောင်ထားခဲ့တဲ့ပုံစံမဟုတ်ဘူး တယောက်က6တောက်တယောက်ကခေါင်းအဲ့လိုမျိုးပုံစံမျိုးနဲ့စွန့်ပစ်ထားခဲ့တဲ့ပုံစံပေါ့နော်အဲအဲ့ဒါလည်းတွေ့ရတယ်ပြီးတော့ဂျော်ကိုဘားလေးမှာစွန့်ပစ်ထားခဲ့တဲ့တလောင်းကိုလည်းတွေ့ရအစောအဲသူတို့ဘက်မှာဘလောက်ထိအချင်းချင်းကြားမှာစီလုံးညီညွတ်မှုတွေပြိုကွဲနေသလဲဆိုတဲ့ဟာကလည်းအဲတိတာစီတယ်ပေါ့နော်တီယုံပြပြောတော့ကမ္ဘာအစ်စ်မီစတန်တက်တွေစတန်ချစ်တွေနဲ့ ဘလောက်တောင်စုတ်ပြတ်တက်နေပြီလဲဘလောက်တောင်တက်ပြစ်နေပြီလဲအောက်ခြေမှာဖြစ်တယ်လို့အမိုက်တရိုက်လေးတို့ခမရတို့သဘောထားတာအပေါ်မှာသာသူတို့တွေကစားမကုန်တောက်မကုန်အောင်ချမ်းသာတာအဲ့တော့ခမရတို့တွေအမြင်မှန်ရကြပါဗျာအားလုံးကဘဝတွေနဲ့အားလုံးကကျွန်တော်တို့မျိုးတွေပဲဖြစ်စေချင်မှုဗျာအဲ့လိုကြောက်ခဲတလဲလေးလို့လူအစ်တက်ကိုတံမိုးထားတဲ့စနေကြီးအောက်မှာခမရတို့တွေမနေကြပါနဲ့လို့ဒီသတင်းဗီဒီယိုလေးကတော့ခမရတို့ရဲ့ကျွန်တော်တို့ရဲ့ နော်ပရိုက်တမင်းသမီးကြီးမခိုင်နိုင်ဝေးရဲ့မျက်နှာဖုံးကိုဆွဲခွာပေးလိုက်တယ်ကျွန်တော်တို့ရဲ့ဆရာကြီးလူမြတ်ကျော်ရဲ့ဒါသုံးသက်ချစ်လေးနောက်ထပ်နောက်ထပ်တစ်ခုကငလီနဲ့လူရမ်းပါလေဆိုတဲ့ပတ်စံလေးကိုဖတ်စစ်တဲ့ရဲ့နေပြီးတော့ဂရင်းတောင်ဆေးုံမှာကြောက်ကက်ဆေးရက်နဲ့ဆေးသွင်းစံများလူနန်းနေလို့ဆိုပါလေတံမိုးဝင်သိန်းထောင်ကနန်းတော့ကွာနေတယ်စစ်တပ်ကိုလည်းပေးတယ်ကိုကိုတိုင်းလည်းခိုးတယ်ဆိုတဲ့အခြေအနေမျိုးကိုလည်းပြည်သူလူထုကဝေဖန်နေကြတယ် ဲ့တော့စက်တင်ဘာလ26ရက်နေ့ရေကြီးမှုမှာလဲစစ်တပ်အတိုင်းဝိုင်းကူတာလှူတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးပြင်းပြင်းထန်ထန်ပြည်သူလူကလက်ညှိုးထိုးဝေမယ်ငွေကြေးရှုပ်ရှင်းနေတဲ့တိမ်ဆောင်ခိုင်နေဝင်ပရိုက်တာအတင်းတစ်ခုထောင်ခဲ့ပါသေးတယ်ဒါပေမဲ့ငွေကြေးအရှုပ်ရှင်းများကြောင့်ပြိုကွဲပြီးလက်ရှိအတင်းကပြန်လဲဖွဲ့စည်းထားတဲ့အတင်း အဖွဲ့ပိုင်းငွေကြေးများကိုတုံးဆွဲခြင်းယင်းဤသူများထံမှအဖွဲ့နာမနဲ့ငွေချေးတယ်ပတ်စံချေးတယ်ဒီဥစ္စာခန်းင်းဝင်တဲ့သူရဲ့ချစ်သူဒေါ်ပလဲကေခိုင်ကဂျီဒီနံများနံများချင်းပုတ်တဲ့ကိစ္စသုံးဖြုံလုံးကလည်းနှစ်ယောက်အတူတူပဲဗျာပြဿနာတက်တော့မှဂျီဒီဆိုတဲ့ကေတီခိုင်ကိုလွှဲချပြီးဟုတ်တာခေါင်းဆောင်သွားတယ်အဲ့တော့ငွေကြေးလိမ်လံခံရသူတွေထဲမှာဘယ်သူအထိပါလဲဆိုရင် အန်ယူဂျီရဲ့လူခွေဝန်ကြီးဦးအောင်မျိုးမင်းတီပါတယ်။မြေကျုံလားမင်းတီပေါ်မျိုးမင်းကိုအဲ့တော့အဖွဲ့တဲ့ဒီဒီပေါ်တော့ pride အဖွဲ့တဲ့သုံးခုတယောက်ဆောင်ရန်အောင်လူတန်းထားတဲ့ကားတစီးကိုလည်းရောင်းလိုက်။အဲအဲ့ဒီမှာနောက်တဲ့ကလေးတွေဝေးစားရဲဆိုရယ် pride အစီအစဉ်တက်စတင်တယ်။ပထမပရာမီတာဂေယာတစ်ခုအဲ pride အဖွဲ့တစ်ခုတောင်းတာပြတ်သွားပြီးတော့ pride နောက်တဲ့မိဘမဲ့ rider တခုတည်တောင်းပြီးအဲကလေးတွေကိုလိုက်ငွေးစားနေတယ်လက်ရှိကလေးတွေကိုငွေးစားပြီးတော့ဂေယာကိုလဲပတ်တယ်ဂေယာအတွက်တိုက်ခန်းပထမတန်ရင်ကတန်ရင်တဘာဝတရားရိပ်တာကပေးတယ်ပါဝင်လောက်ကင်ကူညီပေးတယ်လို့ဆိုတယ်တဘာဝတရားရိပ်တာကနော်တပုံရဲ့ဗီဒီယိုရိုက်ရက်မိဒီမှာပဲဒီကလေးဂေယာကိုလာတယ်ဂျန်တဲ့အချိန်မှာ shopping တော့နော်အဲ့တော့ဒီလိုရှုပ်ထွေးနေတဲ့သူအငင်းဘွားပွဲဟာ စစ်တပ်နဲ့နောက်ကွယ်မှာပတ်သက်နေတဲ့အချက်တွေကတော့ထင်ရှားရှားတွေ့ရပြီးပထမအိမ်ငှားနဲ့နေတဲ့ဘဝကနောက်တော့အခုဆိုချန်လေးအိမ်ကြီးအတော်တော်များဝယ်နိုင်နေပြီဖြစ်ပါတယ်သူ့မိကအိမ်တလုံးဝယ်ထားတဲ့အရစ်ကြနဲ့ဝယ်တာဟာမဟုတ်ဘူးဆိုခံရုံးမိလားညင်းလို့ရပါတယ်အဲ့တော့နောက်တဲ့အလူရှိကြတယ်နော်ဒီနဲ့မြောက်တကုံကို43ရက်ကွက်ကိုဒီမိဘမက်ကြီးကပြောင်းရွှေ့တယ်တောင်တကုံကိုလည်းထပ်မံရွှေ့တယ် လက်ရှိမှာအိမ်ချမ်းမြေများစွာပိုင်ဆိုင်နေပြီးအိမ်ငားနဲ့နေတဲ့လူကကလောမျိုးပေါဝင်အိမ်အများကြီးဝယ်ထားတယ်တိတ်ထောင်ကြတဲ့ကားတွေလည်းတော်တော်ပိုင်နေပြီဒါပေမဲ့ဘဏ္ဍစီပိုင်နဲ့ဘဏ္ဍကွက်ပိုင်နေဆိုတော့အဲ့တော့ကျွန်တော်တို့တိတ်ချတီးပြီးကိုခတ်ခဲပါတယ်အင်းအဲ့တော့ကလင်းရီကလင်းရီကိုဘန်းပြတယ်လို့လည်းဆွဆွဲခံရရရှိပြီးလက်ရှိတွဲနေတဲ့ရီးစားတယောက်ရှိပါတယ် သူကပဲအလူငွေတွေကိုပိုင်ဆိုင်မှုတွေကိုအကုန်စီမံခံကွယ်နေတယ်လို့ကျွန်တော်တို့သိရပါတယ်။အဲတော့ခိုင်မင်းဝေအားဖက်စစ်တပ်ကအရာရှိကြီးတွေနဲ့လည်းလူငွေရေးအရှုပ်ရှင်းပြဿနာတွေရှိပြီးတော့သူဖန်ခိုင်ခြင်းဖန်ခိုင်လို့ရတယ်ဆိုတဲ့အခြေအနေမျိုးရှိတယ်သိရပါတယ်။ဟုတ်။အဲတော့တကယ်ဝန်ထမ်းတွေကလည်းရိုင်းရိုင်းပြပြဆဲဆုံဆက်ဆံနေဝန်ထမ်းဘဏ်အကောင့်တွေကိုလည်းအလူငွေလက်ခံရှိတယ်။ အမ်သူသမင်းစားရင်ရုပ်ရှင်တွေရလို့ပဲညဘေးနားမှာလူတယောက်ရက်ပြီးရက်ခတ်ပေးရတာအဲ့တော့ပတ်စံသိမ့်မှုပဲအလူငွေရတဲ့ပတ်စံတွေသိမ့်မှုပဲကြရဘူးလာလေးရှိပြီးညဒီဓာတ်ပုံရိုက်ဖို့ video media interview တွေ live ဖို့အဲ့ဒီဒီကိုပဲလာတယ်ပေါ့ဗျာနော်အဲ့တော့တေးဥဆောင်ခိုင်နေဝီမျက်နှာဖုံးกว่าကြသွားတဲ့အဓိကအချက်ကတော့အခုဆိုရင် luxury 8ဒီကြိုင်ပြီးနိုင်ဆိုလဲသိရာဂျော်ဒန်ကြီး သူရည်စားနေစင်တူဝင်တာနော်ဘရန်နီကိုလီမြန်နဲ့နေချင်းပြန်ဝယ်တာဟာဘန်ကောက်မြန်မာလာဝယ်နေတလားဒါတော့ဆရာလူမြတ်ကျော်ရဲ့ဒါပြည်သူတွေကိုစေတနာနဲ့အမုန်းခံပြီးပြောသွားတာဗျအားလုံးပဲနားလည်ပေးကြပါလို့တောင်းဆိုပါရစေနည်းနည်းလေးပဲခင်ဗျားတို့တွေကြည့်ပါကျွန်တော်နိုင်ငံမှာပရာဟိတဆိုတာနဲ့လောက်ချင်တာလုပ်လို့ရတယ်ဒါမခိုင်နှင်းဝဲကိုလည်းကျွန်တော်အပြစ်တွေပုံချနေရလဲမဟုတ်ဘူးเนาะသဘောတရားလေးကိုကျွန်တော်တို့ပြည်သူတွေကို စဉ်းစားတွေးခေါ်စေချင်တာသူ့ရဲ့အရင်တော့အနေထားနဲ့အခုလက်ရှိအနေထားနောက်ပြီးတော့စကားဆနဲ့ပူပေါင်းနေတာတွေကကျွန်တော်တို့လက်ခံနိုင်စရာအကြောင်းမရှိဘူးဗျာငလင်ဘေးတုန်းကလည်းအုတ်ကြီးတွေစရင်တိုင်းသွားတာအုတ်ကြီးတွေသွားပဲအလူငွေတွေပေးခဲ့တယ်ဗျာโอเคဒါတော့အားလုံးပဲတွေးတော်ပြီးတော့စင်ញင်စဉ်းစားချင့်ချိန်လို့ရတယ်ဗျာအားလုံးကအသိစိတ်တက်ရှိတဲ့သူတွေကြီးပဲဟုတ်ကဲ့ဗျာကျေးဇူးတင်ပါတယ်